အားလုံးမင်္ဂလာပါ UK Mastery Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion PA တက်တဲ့အားလုံးမင်္ဂလာပါ။ဆိုတော့ကျွန်တော်တို့ England Premier League ပွဲစဉ်ပေါ့လေ။ဒါ England Premier League ရဲ့ Super Sunday ပွဲကတော့တကယ်ကိုစိတ်ဝင်စားစရာပွဲကြီးပွဲကောင်းတွေအများကြီးရှိခဲ့တယ်။ဆိုတော့ကျွန်တော်တို့ England Premier League မှာ Manchester United ကနေ Tottenham Hotspur ကနေ Newcastle ကနေနောက်ဆုံးမှာတော့ Champion Liverpool အသင်းနဲ့တစ်ဖက်ကတော့ဒါဒီ Chelsea အသင်းတို့ရဲ့ Champion League ဝင်ခွင့် Chelsea ရဲ့မျှော်လင့်ချက်ပွဲကနေဆိုတော့ Champion League ဝင်ခွင့်ရထားတဲ့နှစ်သင်းပေါ့လေဒါအပြိုင်လုပ်နေတဲ့နှစ်သင်းရဲ့ပွဲကလည်းအရေးပါတဲ့ပွဲဖြစ်ကျွန်တော်တို့ပါဝင်ခဲ့တယ်ဆိုတော့ပထမဆုံးအနေနဲ့ဒါ Chelsea ကဒါ Liverpool နဲ့ခံရတယ် ဒီပွဲမတိုင်ခင်မှာချက်စီးနေတဲ့ချန်ပီယံဖြစ်တဲ့လီဗာပူးကိုစတန်ဖို့ဘရစ်မှာဂုဏ်ပြုပေးတယ်။လီဗာပူးနီးပြအာနီဆော့ကတော့အပြောင်းလဲတွေအများကြီးလုပ်တယ်။ဒါကွင်းလဲမှာဆိုရင်လူငယ်ကစားသမားတွေတဲကအန်ဒိုရိုကာတီဂျုံတို့ကိုဟာဗီအဲလီနဲ့တွဲပြီးတော့တိုက်စစ်ကတော့ strong ဖြစ်တဲ့တိုက်စစ်ပေါ့လေ။ဒါဂျူတာရဲ့ ကက်ဘူရဲ့ဆာလတ်စ်ကေတွေ့တယ်ခန်စစ်မှာဆီမီကက်ပါပြီးတော့ဒါဗာဂျီဗန်ဒိုက်ကိုကွန်ဆာစထရက်အလက်ဇန္ဒာအာလိုကိုဒမအာလာစင်ဘက်ကချက်စီသင်းကတောက်တင်းဆုံးလူစင်းပဲဒါသူတို့တိုက်စစ်ပိုင်းအပြောင်းလဲလေးနည်းနည်းပဲလုပ်တယ်ကိုဒမကတော့ရောဘတ်ဆန်ချက်ကိုထားပြီးတော့ညာနောက်ခံလူအဖြစ်မာလူကူစတိုရောရီချိန်နေရာမှာခိုက်စီတို့ကိုထားပြီးတော့ထရီဗာချာလိုပါကိုလီဗင်ကိုဝဲနဲ့တွဲပြီးတော့ဟိုဘက်ကမာကူခရဲလာကွင်းလေကအန်ဇိုဖနန်ဒက်စ်ကိုလာဗီယာနဲ့အတွဲထားပြီးတော့ကိုဖာမာရဲ့ နိုင်တူရဲ့ဒေါက်တာဖက်ကနိုနီမာတူရဲ့ကေကိုအထောင်တိုက်စင်မှုပြီးချက်စင်နဲ့တွဲတယ်ပွဲကဒီပွဲကရှင်းတယ်ချက်စီတင်ကပူရတဲ့အခွင့်အရေးတွေရတယ်အဓိကတော့ရှင်းပါတယ်ကွင်းလယ်ကိုချက်စီကဆွမိုးထားနိုင်တယ်လီဗာပူးရဲ့တိုက်စစ်လမ်းကြောင်းတွေကိုပိတ်ထားတယ်အန်ဇိုဖနန်တက်စ်ကေပွဲအစ3မိနစ်ကလေဥဆောင်ကိုကဒီပွဲကိုအစိုးရတဲ့ကချက်စီကိုယုံကြည်မှုရစီတယ်အန်ဇိုမာရစ်ကာကဒီပွဲပြီးရင်ညူကာဆယ်နဲ့ခရူရှယ်ပွဲရှိတယ်ဒါပြီးရင်သူတို့ နောက်ထပ်ပွဲချက်အနေနဲ့ဒါပွဲကြီးတွေစတိုက်ကမ်းမဲ့ချိန်မှာ forest နဲ့လည်းကမ်းမယ်ဆိုတော့ chelsea တွက်ကတကယ်ကိုပွဲချက်တွေကိုဖျက်ဆီးရတဲ့အချိန်မှာလက်ရှိနေထားရ chelsea အသင်းတွက်တကယ်ကိုအရေးကြီးတဲ့အချိန်ပေါ့လေစောစောစီးစီး chelsea ကိုရလိုက်တာကဒီပွဲကို chelsea တွက်ယုံကြည်မှုရရှိသေးတယ်သူတို့က conference မှာလည်းတိတ်အောင်နောက်ဆရာမလို့ပထမအကြိုတွေက4-1ဆိုတဲ့ရလက်ကြောင်းအိမ်ကွေးမှာပဲပြန်ကန်ရမယ်ဆိုကြောင့်ဒီနေ့ပွဲကလူဆုံးတက်ဆုံးဆိုတော့ Chelsea ကအခု Newcastle ပွဲ Newcastle ကိုအဝေးခွင့် မန်ယူနိုက်တက်ကိုအင်ကွင်းဖောရက်စ်ကိုအဝေးကွင်းဆိုတော့သူတို့ရဲ့နောက်ဆုံးသုံးပွဲဟာတကယ့်ခရူရှယ်ပွဲချက်ပွဲဖြစ်တယ်ဆိုတော့အန်ဆိုဖရန်ဒက်စ်ရဲ့ဦးဆောင်ကိုကိုဖတ်တိုနက်တိုကျွန်တော်အမြဲတမ်းသဘောကျတဲ့ကစားမတစ်ယောက်ကအဲ့နက်တိုပဲသူကို first summer night ပဲထားမလားဘယ်တောင်ပွဲမှာပဲထားမလားညတောင်ပွဲမှာထားမလားအမတန်ဦးထားမလားနက်ထိုးဟာအရန်အားကိုးရတဲ့ကစားမဖြစ်ပြီးတော့ဒီဘက် Chelsea ဒါဒီဘယ်လိုပြောမလဲ wingers တွေ၃ယောက်ထဲမှာသူက first strike ပဲ ဆန်ချိုနဲ့နော်နီမာတူရီကအနှဲ့ချပုံစံကစားပြီးတော့သူဖန်တီးပေးတာကလည်းအန်ဆိုဖရန်တက်စ်ကဥဆောင်ကိုတွင်းနေပထမပိုင်းမှာလည်းချက်စီကဒုတိယကိုတွင်းနိုင်ဖို့ခေလာကိုတွင်းဖို့အဆုံးတက်ဖို့မလုပ်နိုင်ဘူးလီဗာပူးတင်းကတော့ရှင်းနေအဓိကကွင်းလေကစားမတွေမပါတဲ့ခါမှာပွဲကသူတို့ဘာမှမလုပ်ပြနိုင်ဘူးကန်ဆိုးပြီးတော့ခွန်ဆာရှိအုံကိုကြောင့် အဲ့ဒါလေး concept ကဒီနေ့ तू တော်တော်လေးကန်ဆိုးတာဘာလို့ကန်ဆိုးလဲဆိုတော့ vantage ရှင်းထုတ်လိုက်တဲ့လုံက तू နဲ့ ठी ပြီးတော့မှပြန်ထွက်ပြီးတော့မှ goal တဲ့တန်းဝင်သွားတော့ဒါဒုတိယပိုင်းမှာဒါ Chelsea ကဒုတိယကိုထက်ရသွားတယ်အဲ့ဒါလေကျွန်တော်တွက်လိုက်တာပေါ့လေဒီပွဲကတော့တေချာတော့ဖြစ်ပြီးလို့တွက်ထားတယ်56မှာဒါဗိမဲ့ဒါဒီလီဗာပူးဘက်ကအဲ့မှာအပြောင်းလဲတွေလုပ်ပြီးတော့စပြီးတော့လူအပြောင်းလဲတွေပြန်ထည့်တယ်။အဲ့အချိန်မှာလီဗာပူးဘက်ကခေါ်နာဘရက်ဒီကထရန့်အလက်ဇန္ဒားအာလိုနီယာမှာဝင်ပြီးတော့ဂျူတာနီယာမှာ ဒါဝင်းနူညာဆာဘိုစလိုင်းကဟာဗီအလီယန်နဲ့အန်တိုနီယာမှာအလက်ဆစ်မက်ဂလာဆာနဲ့သူတို့တိုက်စစ်ဆက်ပြောင်းနေချက်စီဘက်ကလည်းဂျီရန်ဆန်ချိုရဲ့မာလူဂူစတိုရဲ့ရီချိတ်တို့ဝင်လာတယ်။ပွဲပြီးကနေကြမှာပဲတောင်းကန်ဘိုးကနေအလက်ဆစ်မက်ဂလာဆာရဲ့ဒါတောင်းကန်ဘိုးကိုဗန်တိုက်ကခေါင်းတိုက်ပြီးတော့2-1ဖြစ်သွားပြီးတော့မှ injury time ပြီးကနေမှ Wises Kaiseido ကို foul လုပ်လိုက်တဲ့ခွန်ဆာချောက်ချက်စီပနဒီယာကိုခိုးဖာမှတွင်းသွားတယ်။ဇန်နဝါရီလတည်းကခိုးပေါက်ပြောင်းနေပြီး16ပွဲဆက်တိုက်ရှိတဲ့ခိုးဖာမှအတွက် တကယ်ကိုအရေးပါတဲ့ဂိုးဖြစ်ပြီးတော့ဒါနောက်ဆုံးမှာတော့ခိုးဖာမာဟာသူ့ရဲ့ဂိုးပေါက်ပြောင်းမှုကိုအဆုံးသတ်ပြီးတော့ Chelsea က3-1နဲ့နိုင်သွားတယ်ဆိုတော့ Champion ကိုဂုဏ်ပြုပေးခြင်းသူတို့ကလည်းတန်ဖိုးရှိတဲ့အဖိုးတန်၃မှတ်ကိုရယူသွားတယ်ဒီနေရာမှာ Manchester United က Brentford နဲ့2-0ကိုတင်အကျိန်းနဲ့ကစားသွားတယ် Man United ကဒီပွဲကသူတို့ကိုယ်တိုင်အစိုးရပြောထားပြီးသားသူတို့တို့အရေးမပါဘူး Europa League ကသူတို့တို့အရေးပါတယ်ဒါကြောင့်သူတို့လူတွေအပြောင်းအလဲတွေအများကြီးလုပ်ထားတယ်တိုက်ရှိကတော့ဒါဘယ်လိုပြောမလဲ Chito Obi Martin ကို ထားပြီးတော့ Ghana Chu တို့တစ်ဖက်က Mount တို့ Now ခံစစ်မှာဆိုရင်အပြောင်းလဲ Lucio ရဲ့ Matthias Tilly ရဲ့ Now Tyler ခြေတိတ်လေးတွေကစားတယ် Wingback တွေမှာဆိုရင် Doku နဲ့ ဘက်ကဒီ Harry Ames ပေါ့လေဒီနေရာမှာတခုပဲ United အတွက်အနှုတ်လက္ခဏာဆောင်တဲ့အချက်တကာ Matthias Tillis injury ဖြစ်သွားတာ Bradford ကအရင်ကအ attacking ကောင်းနေနောက်ဆုံး၃ပွဲဆက်တိုက်ရလဒ်တီတောက်ရှောက်ကောင်းနေ Forest ကိုနိုင်နေနောက်အခုလက်ရှိမှာလည်းခြေစွမ်းပြနေရင်းနဲ့ဒီနေ့ပွဲမှာပါနောက်ထပ်ခြေစွမ်းပြနေ Bradford က4-1နဲ့ဒီတက်မကကိုပြတ်နိုင်တင်တာ Manchester United ကတော့ comeback ပေါ့လေအခုနောက်ပိုင်းမှာသူတို့အသင်းရဲ့ comeback ကပွဲတိုင်းပွဲတိုင်းမှာကျွန်တော်တွေ့ရတယ် ဒါ United ကဒီနေ့ Chelsea လဲလုံလောက်တဲ့ Chelsea ရတယ်အလန်ဟန်ဒိုကာနာချိုတွင်းတဲ့အလုံးဆိုတော်တော်ကောင်းတယ်ပွဲစားတွေကမေဆန်မောင်းဂိုးတွင်းလိုက်တဲ့အလုံးမောင်းကလည်းသူ့ကစားမပွားတလျှောက်လုံးမှာ မန်ယူနိုက်တက်အတွက်တကိုးပဲတွင်မှုတယ်အဲ့ဒါက Bradford နဲ့တွင်အခုလဲ Bradford နဲ့ပုံမှန်သူထပ်တွင်တယ်မောက်ကိုတွင်ခဲ့ပေမဲ့ပထမပိုင်းပြီးကနေ20ပထမပိုင်း20ခုမှာလူရှိုကိုကိုကိုတွင်ပြီးဆိုဖြစ်သွားပြီးတော့မှာ33မှာဒါ노ကရဲ့ cross ကနေ Chelsea ကခေါင်းတိုက်တွင်ပြီးတော့ဒါအခုလောလောဆယ်အနေထားရဒါ Bradford က2-1ဖြစ်တယ်ဒုတိယပိုင်းမှာ Chelsea ကတတိယကို Joan Wissa ကဒါ80ကျော်မှာဆုတ်တာကိုနဲ့ဒီပွဲက Man United အတွက် humiliate ပုံစံမျိုးဖြစ်သွားပြီမယ် United က comeback ကာနာချိုရဲ့80မိနစ်က quality goal ရဲ့ဝက်ဘီဂန်ဒီမှာဥကာဒီပေးတဲ့လုံကားနဲ့အာမတ်ဒီယာလိုအာမတ်ဒီယာလိုပြန်လာတဲ့သူရဲ့ပထမဆုံးပွဲတော်မှာသူဒုတိယပွဲပေါ့လေဒုတိယပွဲမြောက်သူအထဲကို cut inside လုပ်တဲ့အလေကူးမတဲ့တဲ့ကာနာပဲဒါပေမဲ့ flag ကမဖမ်းနိုင်လို့4-3နဲ့အဆုံးသတ်ပြီးတော့ Manchester United ကတော့အခုအမ်ဘရွန်လက်ထက် Premier League မှာတော့နောက်ထပ်ရှုံးပွဲတွေ့သွားတယ်။ Spurs နဲ့ West Ham ပွဲကတော့နှစ်သင်းလုံးကဘာမှတိတ်ထူးကြတာအားမဆိုင်ဘူးလေ။ နိုင်နိုင်ရှုံးရှုံးထော့တန်ကလည်းတိတ်ဘာမှမထူဘူးဝက်ဆန်ကလည်းဘာမှမထူဘူးစပါကလည်းသူတို့ယူရိုပါလိအဝေးဝင်းရှိတဲ့အတွက်ကြောင့်ဒါတတ်တောင်းတတ်တာနဲ့ပဲကစားသွားတယ်ဒါလူငယ်ကစားပါအိုဒဘယ်ပေါ့လေဒီချက်တိတ်ကိုစပါကရာသီစကခေါ်ထားတာကန်ဆိုးကျင်တော့ injury တောက်လျှောက်ဖြစ်ပြီးသူကစားခွင့်မရပါပဲအခုကစားခွင့်ရတဲ့ပုံမှာသူကိုသွင်းခဲ့ပြီးတော့မှဂျာရဘိုဝင်ကတကူပြန်သွင်းလို့ဒီပွဲက1-1နဲ့အဆုံးသတ်တယ်တကယ်ပွဲကြီးပွဲကောင်းက Brighton နဲ့ Newcastle Brighton က Conference League တွင်မျှော်လင့်ချက်ရှိတယ် Newcastle က Champions League တွင်မျှော်လင့်ချက်ရှိတယ်နှစ်သင်းလုံးတူတင်ကိုယ်တွေအကျိတ်နဲ့ကစားတယ် Brighton မှာ Mitoma နဲ့ Joao Pedro မပါလို့တိုက်စစ်ပိုင်းနည်းနည်းလေးအားနည်းခင်မဲ့ Newcastle ကတော့ Julian Tania မှာဒဏ်ရာရနေတဲ့အတွက်ကြောင့်အခုဒီ Whitlock ကစားတယ်ဒီပွဲမှာ Newcastle ပထမ3လုံးရတယ် Crepeosing ကပနတီဆိုတာကြီးပဲဒါပေမဲ့ဒါပထမနှလုံးကတလုံးက outside မှာဖြစ်တယ်အန်ဒရီဂေါ်ဒန်ကို challenge လုပ်တဲ့ဒါ Lamptey ရဲ့အလုပ်ဒုတိယနှလုံးက Van Hack ရဲ့အလုပ်က ဂျူဝီလော့ကိုမထီတဲ့အတွက်ကြောင့်ပနတီနှလုံးလုံးဗီယာကပြန်လဲကန်ဆယ်ပြီးတော့မှတတိယအလုံးမှာပနတီလက်ထီသွားလို့ပနတီပေးရတယ်။ဒါဘရိုက်တန်ကသူ့ရဲ့ကစားမဟောင်းဒါနျူကာဆယ်ကစားမဟောင်းမင်တက်စကဒက်ဖိုဒီကပထမပိုင်းတည်းကတကူအတွင်းထားခဲ့ပြီးတော့မှပွဲပြီးကန်ဒီ86ချာမှာခုနလက်ထီဘောကနေပဲအာလစနာအီဆက်ကပနတီကတွင်းသွားတယ်။ဒါကသူ့ရဲ့23ဂိုးမြောက်ပရီးမီယာလိဂ်တွင်းဂိုးဖြစ်ပြီးတော့ယူကာဆယ်ကလည်းအဝေးကွင်းမှာအဖိုးတန်တေးတမတ်ရသွားတယ်။ဆိုတော့အခု ဒီ Champions League race မှာဆိုရင် Man City အနိုင် Chelsea နိုင်တဲ့ချိန် Villa နိုင်တဲ့ချိန်မှာ Newcastle တေကြတယ် Forest ကတော့ Monday မှာသူတို့ကမ်းမဲ့အချိန်မှာအခုလောလောဆယ် Liverpool က82 Arsenal က69 Manchester City က64 Newcastle 63 Chelsea 63 Forest ကတပွဲရော60 အဆိုပြလက60ဒါအခုလောလောဆယ်နေထားရတော့ Crystal Palace နဲ့ Forest ရဲ့ပွဲရှိမယ်ဒါအခုလောလောဆယ်မှာတော့အခုဒါ Mosales က28ကိုမှ Isak က23ကိုဒီတက်လာခဲ့တယ် Copa မှာကတော့ January နောက်ပိုင်းပထမဆုံးဂိုးပေါက်ပြောင်းမှုကိုအဆုံးတတ်နိုင်ခဲ့တာဖြစ်ပြီးတော့ Champions League Race ကတော့တကယ့်ကိုအကျိတ်နဲ့ရှိတယ်အခုပြက်ပြက်နဲ့အာဆယ်တော်မှနှာခေါင်းသွေးထွက်တော်မှာဖြစ်ပြီးတော့အောက်က Man City တို့ Newcastle တို့အောက်တင်းနေတဲ့ pressure ဘာလို့ Arsenal ရဲ့လက်ချက်ပွဲမှာ Liverpool ကိုအဝေးကွင်း နောက်တစ်ပတ်ကနယူကာဆယ်ကိုအိမ်ခွင်ဒါဆောင်းအောင်တန်းကိုအဝေးခွင်ဆိုတော့သူတို့ကစိတ်ကိုနိုင်ရင်တော့သူတို့ကလွတ်တော်လွတ်ပြီဒါပေမဲ့ Chelsea ကတော့တကယ်ကိုပွဲချက် Man United ဒါဒီ Northern Forest နဲ့ဒါတစ်ပတ်ကတော့ Newcastle ဆိုတော့ Champions League ဝင်ခွင့်ကတော့တကယ်ကိုအကျိတ်နဲ့ရှိနေပါလေအားလုံးကျေးဇူးတင်ပါတယ်